တရခွင်အတွင်းမြို့နယ်တရားသူကြီးကိုဖက်နှက်နဲ့ပြစ်ပောက်ခဲ့တဲ့အတွက်ရာသတ္တကြီးဥပဒေပေါ်မှ၃ခုနဲ့တရားစွဲဆိုခံထားရတဲ့တရားလွတ်တော်ရှင်နေဦးဇော်ဝင်းကိုဇော်လင်းလ၁၄ရက်နေ့ကမတရားမြို့နယ်တရားရုံးမှာတတိယအကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့သိရပါဗျာ။ ညွန့်နယ်တရားရုံးအမှုစီရင်မှုအပေါ်တရားမျှတမှုမရှိနိုင်ဘူးလို့ဆိုကာရုံးပြောင်းစစ်ဆေးခွင့်ရရှိဖို့ဒုတိယအကြိမ်မြောက်ရုံးချင်းကရှောက်ထားမှုပြုလုပ်ခဲ့တဲ့အတွက်ဇော်လိုင်းလ14ရက်နေ့ကပြုလုပ်ခဲ့တဲ့တတိယအကြိမ်မြောက်ရုံးချင်းမှာအမှုကိုစစ်ဆေးခဲ့ခြင်းမရှိတာဖြစ်ပါတယ်။အဲဒီနောက်ဇော်လိုင်းလ28ရက်နေ့ကိုမတရားမြွန့်နယ်တရားရုံးကဆက်လက်ချိန်ဆခဲ့ပါတယ်။ဇော်လိုင်းလ9ရက်နေ့ကမတရားမြွန့်နယ်တရားရုံးမှာ တရားလွတ်တော်ရှင်နေဦးစော်ဝင်းကိုဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ရာအရင်ကနဦးဆွဲဆိုထားတဲ့ပုံမှန်294အစားပုံမှ509နဲ့ပြောင်းလဲဆွဲဆိုထားတာကိုတွေ့ရပြီးပုံမှ353တာဝန်ဝင်တရားဆောင်ရွက်ခြင်းကနေပြည်သူဝန်ထမ်းကိုလက်ရောက်မှုကျူးလွန်ခြင်းပုံမှ900ကိုမိမတို့ကိုင်းဒီကိုစော်ကားရဲ့ယူရသောစကားဒုတိမဟုတ်ကိုအမှုရာဒုတိမဟုတ်ပြုလုပ်မှုပုံမှ228တရားစီရင်မှုဆောင်ရွက်နေသောပြည်သူဝန်ထမ်းကိုတမင်စော်ကားခြင်း တို့ဒီမဟုတ်ဝင်ရောက်နှောက်ရက်ချင်းတို့နဲ့ဆွဲဆိုထားကြအောင်အဆိုပါတရားရုံးကနေစုံစမ်းသိရှိရပါတယ်။တတိယအကြိမ်မြောက်ယုံကျိန်ဖြစ်တဲ့ဇွန်လ14ရက်နေ့ယုံကျိန်မှာတရားလွှတ်တော်ရှင်နေဦးစော်ဝင်းကအမှုကိုရုံးပြောင်းရှောက်ထားမှုပြုလုပ်ထားတဲ့အတွက်မြို့နယ်တရားရုံးမှာစစ်ဆေးခဲ့ခြင်းမရှိပဲယုံကျိန်ထပ်မံချင်းဆူခဲ့တာဖြစ်တယ်လို့သိရပါတယ်။တရားလွှတ်တော်ရှင်နေဦးစော်ဝင်းကဇွန်လ14ရက်နေ့ယုံထုတ်ပြီးချိန်မှာအမှုရေပြောင်းလဲစစ်ဆေးဖို့ရှောက်ထားရတာနဲ့ပတ်သက်ပြီးအခုလိုပြောပါရစေ။ အဲ့တော့မြို့နယ်တရားသူကြီးလက်အောက်မှာရှိနေတယ်အဲ့တော့သူ့ရဲ့လမ်းညွှန်မှုအောက်မှာရှိနေတယ်သူ့အုပ်ချုပ်မှုအောက်ကလူဖြစ်နေတယ်အဲ့ဒါကြောင့်မလို့အမှန်တရားရနိုင်မှာမဟုတ်လို့မန္တလေးတိုင်းရုံးမှာအအမှုတွေဟိုပြောင်းပေးဖို့ရှောက်ထားတယ်ဥပဒေရဆိုဒီရောင်းကလက်တော်မခံရဘူးသူတို့ကိုယ်တိုင်လုံးအောင်မဲ့ဟာအခုဒီကတရားခံကိုယ်တိုင်ကဒါရှောက်ပါမယ်ဆိုမှဟိုတွေးယူတွေးတာနဲ့သူတို့ထရှောက်တယ်အဲ့ဒါမနစ်ကလည်းဒီမနစ်ကလာသွားတယ်ဒီရောင်းကရောင်းရောက်ရှောက်ပါတယ်ဆိုဒီရောင်းကတရားလိုဖြစ်တဲ့မြို့နယ်တရားသူကြီးကလည်းရှောက်တယ် အန်ကရလည်းရှောက်တယ်နှစ်ဖက်ရှောက်တာပေါ့နော်ယုံယောင်ရှောက်တာမျိုးနယ်တရားရုံးကအမကန်ကိုရုပ်သိမ်းခဲ့တဲ့အတွက်တရားခွင်အတွင်းမှာရှိတဲ့တရားသူကြီးကိုဖက်နှက်နဲ့ပြစ်ပောက်တဲ့အထိဖြစ်ပွားခဲ့တဲ့ စင်းစာအတူပြုလုပ်တယ်လို့ဆိုကပုံမှန်၃ခုနဲ့တရားစွဲဆိုခံထားရတဲ့တရားလွတ်တော်ရှင်းနေဥဆောင်ဝင်းကိုဆွဲဆိုထားတဲ့အမှုမှာပြည်မှုဆိုင်ရာဥပဒေပုံမှန်420နဲ့မတရားမြုပ်နယ်တရားရုံးကပြည်ခဲ့တဲ့ဇွန်လ9ရက်နေ့ကအလုံးနဲ့ထောင်းတဲ့တနှစ်နဲ့6လချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်မြို့နယ်တရားသူကြီးကိုဖဏက်နဲ့ပြစ်ပေါက်ခဲ့တဲ့အတွက်ပုံမှန်၃ခုနဲ့ထပ်မံဆွဲဆိုထားတဲ့အမှုတွေအတွက်ကိုမတရားမြုပ်နယ်တရားရုံးကဇွန်လ28ရက်နေ့ကိုရုံးချင်းထပ်မံချိန်ဆိုထားတယ်လို့သိရပါတယ်။